အောက်ပါတို့သည်မြန်မာနိုင်ငံရှိဇလန်းကိုမြန်မာဘာသာဖြင့်အပြည့်အစုံပြန်လည်ရေးသားထားခြင်းဖြစ်ပြီးငူရင်းဇလန်း၏အဓိကအကြောင်းအရာကိုပြောင်းလဲခြင်းမရှိဘဲအင်ဒိုနီးရှားဘာသာစကားဖြင့်ဖော်ပြထားသောအမည်များဇက်ကောင်များနောက်ခံလူအဖွဲ့အစည်းနှင့်ယဉ်ကျေးမှုနေရာများပထဝီဝင်အမည်များနှင့် အခြားအရာများကိုမြန်မာနိုင်ငံရှိတခြားအရာများဖြင့်အစားထိုးထားခြင်းဖြစ်သည် တိတ်ဆိတ်နေသောလမ်းမပေါ်တွင် အာမန်သည်ဤဆိုင်ကယ်ကိုစီး၍ အိမ်သို့ပြန်လာခဲ့သည့်နောက်တနေ့နနက်တွင်ဘရိုင်ယန်သည်အထူးတက်သားတဦးဖြစ်ပြီးနှီးဤအကိုသည်ရရဆက်ဆက်တည်ဆုံးသွားကြောင်းသတင်းဆိုးကိုကြားခဲ့ရသည့်ထိုညတွင်နေရဲတွင်မကောင်းသောနမိတ်တစ်ခုကျင်ရင်နေတကယ်သို့အာမန်သည် မြို့ပြင်လမ်းမပေါ်တွင်ဆိုင်ကယ်ကိုအလေလက်အမြန်နှုံးဖြင့်မောင်းနေနေသည် ပုံမှန်အတိုင်းပင်သူသည်ကြီးဤဖြားနာနေသောမိခင်ဤစေကူတာစီရဲ့အတွက်ရုန်းကန်နေရသောစားတောက်ဆိုင်ကယ်လေးမှအိမ်သို့ပြန်လာခဲ့သည်သူသည်မျက်လုံးများတွင်ကန့်ညိနေသောပင်မနှွမ်းနယ်မှုကိုဖယ်ရှားရန်အသက်ပြင်းပြင်းရှူလိုက်သည်အိမ်သို့ကီလိုမီတာအနည်းငယ်သာလိုတော့သည်ဟုသူတွေးလိုက်သည်သောသောဝေးဝေးတွင်သူသည်တစုံတစ်ခုကိုမှုံဝါးဝါးမြင်လိုက်ရသည်လူအုပ်စုတစုသည် လမ်းလေတွင်ရက်နေကြပြီးလမ်းကိုပိတ်ဆို့ထားကြသည်ဒီညဘဲသွားမလို့လဲဘရိုမင်းအလုံးလုံးဖို့ပတ်စံမရှိဘူးလားတယောသောအတန်ဖြင့်ပြောလိုက်သည် အာမန်ဤသွေးများစီးစင်းလာသည်ယင်းသည်ရိုးရိုးရှင်းရှင်းတိုက်ခိုက်မှုမဟုတ်ကြောင်းသူသိသည်ယင်းသည်ထောင်ချောက်ဖြစ်သည်လှဲ့ပြန်ရန်ပင်အချိန်မရမီသူနောက်မှ အခြားဆိုင်ကဲတစည်းဤအတန်ထွက်ပေါ်လာသည်လလန်းပိတ်သွားပြီးဆယ်ယောက်ခန့်ရှိသည် သူတို့သည်သူ့ကိုဝိုင်းထားကြသည်သူတို့၏မျက်လုံးများက က်ဆက်ကြမ်းကြုတ်စွာတောက်ပနေသည် သူနှလုံးသားကအလိုအလျောက်ခုန်လာသည်မင်းတို့ဘာလို့ကျင်တာလဲအာမန်ကမေးလိုက်သည်သူသည်ခုခံမည်ဆိုပါကမင်း၏အသက်ကိုစွန်စားရမည်ကို သူသိသည် သူသည်တည်ငြိမ်အောင်စူးစားသည် ကျွန်တော်ဆိုင်ကယ်ကို ယူပါဒါပေမဲ့ကျွန်တော်ကို မထိခိုက်ပါနဲ့ခုအတက်နိုင်ဆုံးတည်ငြိမ်သောအတန်ဖြစ်သူပြောလိုက်သည်သို့တော်သူတို့ကရေကြသည် သူတို့၏ရေတံကသူ့ကိုကြောချမ်းစေသည် မင်းဆိုင်ကယ်ကိုယူမယ်။ဒါပေမဲ့မင်းကိုလည်းနည်းနည်းဒုက္ခပေးရလိမ့်မယ်။ဟုတတူးထိုးထားသော လူကပြန်ဖြေသည်ယင်းသည်ကောင်းမွန်စွာပြီးဆုံးမည်မဟုတ်ကြောင်းအာမန်တိသည်နှီးဤအသက်ရှူနှုံးမြန်လာသည်နှီးဤလက်များတုန်လီလာသည်လီမြန်သောလှုပ်ရှားမှုတစ်ခုဖြင့် သူသည်အီအီအူးထုတ်ကို ချွတ်လိုက်ပြီးအနည်းဆုံးလူဤဦးခေါင်းကိုရိုက်ချလိုက်သည်ကျေလောင်သောအတန်နှင့်အတူဆဲဆိုတန်များထွက်ပေါ်လာသည်ခဏတာမျှမျောလင်းချက်ရှိခဲ့သည်သို့သောထိုမျောလင်းချက်သည်ချက်ချင်းပင်ပျောက်ွယ်သွားသည်ကြမ်းနှမ်းသောလက်များက သူ့ကိုနေရာတိုင်းမှဆွဲကင်လိုက်ပြီးမြေပြင်ပေါ်သို့ဆွဲချလိုက်သည် ပထမဆုံးထိုးနှက်ချက်သည် ်အင်းဤဝမ်းပိုက်ပေါ်သို့ကြားရောက်ပြီး သူ့ကိုချောင်းဆိုးကလဲကြစေသည်ထို့နောက်မုံတိုင်းတစ်ခုကဲ့သို့ထိုးနှက်မှုများနှင့်ခြေဖြင့်ကံမှုများအဆက်မပြတ်ရောက်လာသည် သူသည်အီအီမျက်နာကိုကာကွယ်ရန်စူးစမ်းခဲ့တော်လဲအချီးနှီးပင်သူ့မျက်လုံးများကမုံဝါလာသည်သူသည် လူတအူးဤမျက်နာကို ပြန်သတိရသည်အီအီညီမဘရိုင်ယန်ဤမျက်နာကိုသတိရသည်မှောင်မိုက်မှုက သူကိုဝါမျိုးသွားသည်ကြံတန်းသောလမ်းပေါ်တွင်တိတ်ဆိတ်မှုနှင့်အေးဆက်မှုတို့သာကြံရစ်သည်အရှိတ်ဘက်ကောင်းကင်တွင် နေလုံးထွက်လာသောအခါဘရိုင်ယန်သည် အမြဲတမ်းငြိမ်သက်ခြင်းမရှိသောရင်းဤအိပ်ဆက်ခြင်းမှနိုးထလာခဲ့သည့်နနက်ခင်းလေကအေးမြနေစေဖြစ်သည်သို့သောမဲကြောင့်မှန်းမသိရင်းဤရင်ဘတ်ထဲတွင်စိုးရင်ပူပန်မှုတစ်ခုဆွဲကပ်နေသည်သူသည်ရင်းဤဖုံးကိုစပွဲပေါ်မှယူလိုက်ပြီးလစ်လက်နေသောမျက်နှာပြင်ကိုခဏရာစိုက်ကြည့်နေသည်ရင်းဤစိတ်ထဲတွင်တစုံတစ်ခုကအနှောက်ယှက်ပေးနေတကယ်သို့ဖြစ်နေသည်ရင်းသည်ရှင်းပြ၍မရသောမကောင်းသောနမိတ်တစ်ခုဖြစ်သည်သို့သောထိုခံစားချက်ကိုဖယ်ရှားရန်အချိန်မရမီဖုံး အမိတန်က တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်အင်းမိခင်ဤအမိသည်မျက်နှာပြင်ပေါ်တွင်ပေါ်လာသည်ဤတကြိမ်တွင်တစုံတစ်ခုကကွဲပြားခြားနားနေသည်ဤကဲ့သို့နနက်အစောပိုင်းခေါ်ဆိုမှုများသည်အင်းမိခင်ဤပုံမှန်အလေးထားမဟုတ်ပေခဏရာမတေချာမှုနှင့်အတူ သူသည် ဖုံးကိုဖြေလိုက်သည် အမအာမန်ကတေသွားပြီး ရိုင်ယန်ဤကဘာကြီးသည်ချက်ချင်းပင်ပြိုလဲသွားသည်ယင်းဤရင်ဘက်ကိုတစုံတရာကပြင်းထန်စွာရိုက်ခတ်လိုက်တဲ့ကဲ့သို့ဖြစ်သွားသည်အာမန်ဒါမဖြစ်နိုင်ဘူးဘလို့လို့ဖြစ်တာလဲသူသည်ဂင်းဤမိခင်ကို မေးရန်အလျင်မြန်စကားပြောလိုက်သည်ဘယ်တော့ကလဲအမဘရိုင်ယန်သည်ယင်းဤဖုန်းကိုပြင်းပြင်းထန်ထန်ဆုပ်ကင်လိုက်သည်ယင်းဤခန္ဓာကိုယ်က တုံရင်နေသည်ဘာကိုဆိုလိုတာလဲဘသူပြောတာလဲဘလိုလုပ်ဖြစ်တာလဲအီးဤအတန်ကတုံရင်နေသည်သို့တော့အီးဤမိခင်က ပို၍ပြင်းထန်စွာငိုကြွေးနေသည် နောက်ထပ်မဆောင်တော့ပဲဘရိုင်ယန်သည်အီးဤအခန်းမှအလျင်မြန်ထွက်သွားခဲ့သည်ရရှိနိုင်သောအင်ဂျီကိုဝတ်ပြီးဆေးရုံသို့ချက်ချင်းသွားခဲ့သည်လမ်းတစ်လျှောက်လုံးအီးဤစိတ်ထဲတွင်ဆိုးရွားအားသောပုံရိပ်များပြည့်နှက်နေသည် အာမန် သူ့အတွက်အမြဲတမ်းရှိနေခဲ့သောအမြဲတမ်းသူ့ကိုကာကွယ်ပေးခဲ့သောသူတို့နှစ်ဦးသာရှိသည်ဟုအမြဲတမ်းပြောခဲ့သောအီအီအကိုတဦးရေသောအကိုသူဘလို့လှုပ်သေးဆုံးသွားနိုင်တာလဲဘဝကဘလောက်တောင်ရက်ဆက်တာလဲစေးယုံရောက်သောအခါသူသည်စင်ကြံထိုင်ကုန်တွင် ထိုင်နေသောမျက်ရည်များပြည့်နေသောအီအီမိခင်ဤလက်လက်နေသောအကြည့်ကိုချက်ချင်းတွေးလိုက်ရသည် ထိုမျိုးသမီးဤခန္ဓာကိုယ်သည် အလွန်အားနည်းနေသည်ကဘာကြီးဤဝင်ထုတ်ဝင်ပိုးက မင်းဤကြောကိုချိုးဖဲလိုက်တကဲသူဖြစ်နေသည်မင်းဤဘေးတွင်ရဲရာရှိတဦးရက်နေသည်ကြသနော်တို့ကတက်တဲ့အထောက်ထားတွေစုဆောင်းနေစေပါမင်းညားကမင်းအကိုကို လူရက်ခံရပြီးတက်ပြစ်လိုက်တာဟု သူပြောလိုက်သည်သူပြောလိုက်သောစကားများသည် ကြေကွဲစရာကိစ္စမဟုတ်တကဲသူပင် သူသည်အေးဆက်သောအတန်ဖြင့်ပြောလိုက်သည်ဘရိုင်ယန်ကသူ့ကိုစိုက်ကြည့်လိုက်သည်အင်းမျက်လုံးများကလစ်လက်နေသည် စင်ကြံအစုံတွင်ထိုးလို့ရှားမှုများကို သူမြင်လိုက်ရသည်မိဤအကိုဤအလောင်းကိုစောင့်ဖြင့်ဖုံးအုပ်ထားသည်အင်းသည်ဘရိုင်ယန်ဤမျက်လုံးထဲတွင်အဖြစ်မှန်မဟုတ်ပေအာမန်သည် မရှိတော့ပြီ သူသည်စောင့်ကိုဆွဲဖွင့်လိုက်သည်မိဤအကိုဤမျက်နာကို သူမြင်လိုက်ရသည်ပြင်းထန်သောတိုက်ပွဲဤအစွန်းထင်းများနှင့်ခြောက်တွေ့နေသောသွေးများဖြင့်အင်းသည်မဖြစ်တင်သောအိမ်မက်ဆိုးတစ်ခုမှထွက်လာတဲ့ကဲ့သို့ဖြစ်နေသည် ဘရိုင်ယန်သည်အင်းဤမီယိုကို ပြင်းပြင်းထန်ထန်ချုပ်ကင်လိုက်သည်သူသည်အော်ဟစ်ငိုယိုခြင်းစိတ်ပြင်းပြနေခဲ့သည်သို့သောထွက်ပေါ်လာသည်မှာတိတ်ဆိတ်မှုသာဖြစ်သည်သို့သောထိုတိတ်ဆိတ်မှုတည်းတွင်တစုံတစ်ခုက ဖြင်းချင်းစွာကြီးထွားလာသည်လက်စားချေလိုစိတ်စေယုံစင်ကြံတွင်ဘရိုင်ယန်သည်ငီးဤလက်များကို တင်းတင်းကြပ်ကြပ်ချုပ်ကင်ထားခဲ့သည်အင်းဤရင်ဘတ်ထဲတွင်ငုံတိုင်းနှင့်တိတ်ဆိတ်မှုတို့ လိုင်းထနေသည်အာမန်တေသွားပြီးဘရိုင်ယန်သည်ကျိန်ဆိုလိုက်သည်ရင်းတို့သည်ဤဤလက်များကိုနှင်မွန်းစေနီးရဲရာရှိကဆက်ပြောသည်ကျွန်တော်တို့ကတက်တေအထောက်ထားတွေဆက်စုဆောင်နေတုံးပါပဲဒီလိုကိစ္စတွေကရှုပ်ထွေးပါတယ်တရားခံတွေကထွက်ပြေးသွားနိုင်ပါတယ်ထွက်ပြေးသွားတယ်ဘာမှမဟုတ်ဘူးဘရိုင်ယန်သည်ကဘာကြီးဘလို့လဲပက်လဲဆိုတာသူသိသည်ဒီလိုလူရဲ့တမားတွေကထွက်မပြေးဘူး သူတို့ကမကြောက်ဘူးသူတို့ကအချိန်ကြာကြီးအပြစ်ဒဏ်မခံရပဲလုပ်ခဲ့ကြပြီးပြီ။ Brian ကနေဤမိခင်ကိုကြည့်လိုက်သည်အမျိုးသမီးကနေဤမျက်ရည်များဖြင့်စိုးစွနေသော ထပီကိုကင်ထားဆဲဖြစ်သည်။အာမန်တည်သွားပြီးနေဤမိခင်ကနေဤအကြီးဆုံးသားကိုမြေမြှုပ်ရတော့မီထိုနာကျင်မှုကိုဥပဒေဖြင့်တိုင်းတာ၍မရနိုင်ပေလင်းမြန်သောတရားဥပဒေလုပ်ငန်းစဉ်မရှိဤကဲ့သို့သောကိစ္စမျိုးတွင်လင်းမြန်သောတရားမျှတမှုမရှိ ဘရိုင်ယန်သည်အီအီလက်များကို တင်းတင်းကြပ်ကြပ်ချုပ်ကင်လိုက်သည်ဥပဒေကလင်းမြန်စွာမလုံဆောင်နိုင်ဘူးဆိုရင် သူကိုယ်တိုင်ဥပဒေဖြစ်လာလိမ့်မယ်တယောက်ယောက်ကဒီအတွက်အပြစ်ပေးခံရရမယ်သူသည်ထိုလူများအားလက်စားချေမီဘရိုင်ယန်သည်ကြိမ်ဆိုလိုက်သည်ငါသူတို့ကိုလွတ်သွားစေမှာမဟုတ်ဘူးသူအိမ်တို့မပြန်ခဲ့ပေဝမ်းနည်းဘူးဆွေးစွာ ထိုင်နေခြင်းသည်အချင်းဤပင်ထိုညတွင် သူသည်ရှာဖွေခဲ့သည်အထူးတပ်ဖွဲ့ဝင်တအူးအနေဖြင့် ကင်း၏ဆက်ဆက်မှုများကိုအသုံးပြု၍ Brian သည်တည်င်းချက်လက်များစတင်ရှာဖွေခဲ့သည့်ရာဇဝတ်ကဘာတွင်မရေးထားသောစီးမျဉ်းများရှိကြောင်းသူသိသည် လူတိုင်းစကားပြောကြသည်သို့သောလူတိုင်းကသူ့ကိုစကားမပြောလိုကြပေသူသည်မြို့ပြင်ရှိစားတောက်ဆိုင်ငယ်များသို့တွားရောက်ခဲ့သည်ရာဇဝတ်ကောင်များမူရစေဝါရောင်းဝယ်သူများလမ်းဘေးကားပါကင်ဆောင်များအားလုံးသည်သူတို့ပြသသည်ထက် ပို၍တည်နေကြသည်ဘတ်စကားဂိတ်နောက်ွယ်ရှိလမ်းကြားချင်းချင်းလေးတွင်ဘရိုင်ယန်သည်ဂီတိုကိုတွေ့လိုက်ရသည်ဂီတိုသည်ငွေပေးနိုင်သူများအားတရင်ချက်လက်များရောင်းချလေးရှိသောတရင်ပေးတူဖြစ်သည်ဘရိုင်ယန်ရောက်လာသည်ကိုမြင်သောအခါဂီတိုထွက်ပြေးရန်ကြိုးစားခဲ့သည် သို့သောဘရိုင်ယန်ကပို၍မြန်သည်လှုပ်ရှားမှုတစ်ခုဖြင့်သူသည် ထိုလူကိုနယံသို့တွန်းချလိုက်သည်အင်းဤလက်များကဂီတို၏အင်ဂျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသည် မုံတိုင်းညအဖွဲသူတို့ဘယ်မှာလဲဘရိုင်ယန်ဤအတန်ကအတန်တိုးတိုးဖြင့်ပြောလိုက်သည်ပါအားကိုဆိုလိုတာလဲဘရိုမင်းတည်ချင်တာလားသူတို့ကအယူတွေသူတို့ကမင်းအကိုကိုတတ်ခဲ့ကြတာဂီတိုဤအသက်ရှူနှုန်းရက်တန့်သွားသည်ငါထက်မေးမယ်သူတို့ပင်မှာလဲနောက်ဆုံးတွင်အလွန်ပြင်းထန်သောဖိအားအောက်တွင်ဂီတိုသည် လေးလေးပင်ပင်အတန်ဖြစ်ဖြေလိုက်သည် သူသည်မုံတိုင်းညဖွဲ့ကောင်းဆောင်ရီဇာ၏အမိကိုဖော်ပြလိုက်သည်ဂီတို၏အဆိုအရအင်းတို့၏ဌာနချုပ်သည်မြို့ဆောင်ရှိစက်မှုဆောင်ဟောင်းတစ်ခုတွင်ရှိသည်အင်းသည်ရာဇဝတ်ကောင်များ၏နေမည်ဖြစ်တော်လဲမြည်သူမြသူတို့ကိုအနှောက်ယှက်ပေးရန်တတိမရှိကြပေရဲများက လက်ယူထားကြသည် လူဖွဲ့စည်းကကြောက်ရွံ့ကြသည်သို့တော်ဘရိုင်ယန်ကမယူမဆိုင်ပေသူသည် ဂီတိုကိုလှုပ်ပေးလိုက်ပြီးဂီတိုသည်မြေပြင်ပေါ်သို့ပြုတ်ကျကာချောင်းဆိုရင်းဤလေပင်ကိုပုတ်တက်လိုက်သည်မင်းတကယ်တယောက်ထဲသွားတော့မှာလားအဲ့ဒါကငရဲပဲငါမင်းကိုငရဲဆိုတာဗာလဲဆိုတာပြပေးမယ်နောက်တော့လှဲ့မကြည့်တော့ပဲဘရိုင်ယန်သည်မောင်မိုက်မှုတဲသို့ရှောက်သွားခဲ့သည်တွေးကိုတွေးဖြစ်ပြန်ပေးဆက်ရလိမ့်မည် ညလေကအေးဆက်နေသည်ဘရိုင်ယန်သည်တောင်ကုန်းငယ်တစ်ခုပေါ်သို့ရောက်လာသောအခါအောက်ဖက်တွင်အဆောက်ဦးဟောင်းကြီးကိုသူမြင်လိုက်ရသည်ယင်းသည်မုံတိုင်းညအဖွဲ၏ဌာနချုပ်ဖြစ်သည့်စွန့်ပစ်ထားသောစမှုဆောင်ရှိဂိုရောင်ဟောင်းသည်တားရဲတရိတ်ဆန်များ၏အတိုက်အမြုံနှစ်တူသည်လူများပျောက်ကွယ်သွားရာနေရာဖြစ်သည့်တောက်ပနေသောလမ်းမီးမှမိန်ဖြော့သောအလင်းရောင်သည် ထိုနေရာ၏မောင်မိုက်သောပဝန်းကျင်ကို ပို၍တိုးစေသည်ဝေးဝေးမှဘရိုင်ယန်သည်ဂိတ်နားတွင်ဆေးလိပ်တောက်ပြီးရေမောနေသောအဆောက်များကိုမြင်လိုက်ရသည်ဟင်တို့သည်သူတို့လုံခြုံသည်ဟုယုံကြည်ကြသည်ယင်းတို့သည်ဤကဘာကြီးကိုပိုင်ဆိုင်သည်ဟု သူတို့ယုံကြည်ကြသည်ယင်းတို့သည်ယင်းတို့ပိုင်သည်ဟုယုံကြည်ကြသည်ယင်းတို့သည်ဤညတွင်ငရဲကသူတို့ကို ချင်းကပ်လာနေသည်ကိုမတိကြပေစီကြက်ညီစွာချင်းကပ်လာနေသည် ဘရိုင်ယန်သည်အီအီလက်အိတ်နဲ့များကိုချိန်ညှိလိုက်သည်နင်းအီလက်ထဲတွင်တနတ်မရှိပေခြင်းသည်တိုက်ခိုက်ရေးဒါသံမဏိဂျိုးနှင့် အထူးတပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာလေ့ကျင့်မှုမှရရှိခဲ့သောစွမ်းရည်များသာဖြစ်သည့်ဤနေရာတွင် သူသည်ငရဲကို ယူဆောင်လာလိမ့်မည်ဘရိုင်ယန်သည်အတန်မကြာရအောင်လှူရှားနည်းအာယုံဆိုင်မှုမခံရဘဲအသက်ရှူနေသူကိုတင်ယူခဲ့ပြီးပြီးအဆောင်တအူးသည်အဆောက်အဦးဤထောင်းသို့ရှောက်သွားသောအခါဘရိုင်ယန်သည် လျင်မြန်စွာရွေးရှားသွားခဲ့သည် သူသည် ထိုလူ၏လက်ပင်ကိုလက်ဖြစ်ဖြစ်ကာလျင်မြန်စွာလှုပ်ရှားလိုက်ပြီးအဆောင်ကိုဘေးသို့တွန်းချလိုက်သည် ထိုလူသည်အတန်မထွက်ပဲမြေပြင်ပေါ်သို့ပြုတ်ကျသွားသည်တယောက်ပြီးတယောက်သူတို့သည် တိတ်ဆိတ်စွာပျောက်ကွယ်သွားကြသည်ဒုတိယအဆောင်သည်ပင်သူ့ကိုတစုံတရာ ထိခိုက်မိသည်ကိုမတိလိုက်ရပေဘရိုင်န်သည်မိကိုကိုဖုံးအုပ်လိုက်ပြီးကြီးလက်ထဲရှိတမ်မနီဂျိုးကို ထိုလူ၏လက်ပင်တွင်ရစ်ပတ်ကာ သူ့ကိုကိုရောင်ထဲသို့ဆွဲသွင်းလိုက်သည်ညီဤမျက်လုံးများကပြူးကျယ်လာပြီးနှင်းမြန်စွာအသက်ပြောက်သွားသည်ညီဤရင်ဘတ်ထဲတွင်ကတ်ထားသော ရေဒီယိုကဟိမင်းပင်မာလဲဘာလို့တိတ်ဆိတ်နေတာလဲတခုခုမားနေတာလားဟုမြည်လာသည်ကိုရောင်ထဲမှတယောက်ကတစုံတရာမားနေကြောင်းသတိပြုမိလိုက်သည်ဓမီများကပဝင်းကျင်ကို ထိုးစစ်စစ်လာသည်ခြေတံများပိုး၍နီးကပ်လာသည်ဘရိုင်ယန်သည် နီးဤသားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်သည်သူတို့တစုံတရာဖြစ်ပျက်နေသည်ကိုသိနေကြပြီးဤတိတ်ဆိတ်မှုလင်းသည်အဆုလိုက်ပြုံလိုက်တပြက်မှုတစ်ခုဖြစ်လာလိမ့်မည်ခိုးရောင်ဟောင်းသည်စတင်လှုပ်ရှားလာသည်ယခင်ကတတောင့်တတရင်မောနေသောလူရဲ့သမားများသည်သူတို့၏လက်နက်များကိုဆွဲကင်လိုက်ကြသည် သူတို့သည်ပုံမှန်မဟုတ်သောပုံစံဖြင့်လှုပ်ရှားနေကြပြီးဘာဖြစ်နေသည်ကိုသိရန်စူးစမ်းနေကြသည်သို့သော သူတို့သည်လေ့ကျင့်ထားသောတက်သားများမဟုတ်ကြပေသူတို့သည်အားနည်းသောလူများကိုတားကောင်ရှာလေးရှိသောတိုင်းရဲဝင်ပလွေများသာဖြစ်သည်ဘရိုင်ယန်ကဲ့သို့သော လူကို ရင်ဆိုင်ခြင်းမဟုတ်ဘရိုင်ယန်သည်ပျက်စီးနေသောတက်သားတက်တာတလုံးနောက်တွင်ပုံအောင်နေသည့်အင်းဤမျက်လုံးများကလူတိုင်း၏လှုပ်ရှားမှုများကိုပြက်ပြက်သားသားစောင့်ကြည့်နေသည် သူသည် နှင်းမြန်စွာရေတွက်လိုက်သည်ဤအဆောက်အဦးတွင်လူ30ဦးကျော်ရှိသည်ယင်းသည်စစ်ပွဲတစ်ခုဖြစ်လာလိမ့်မည်ယင်းသည်နှင်းဤအကိုအတွက်လက်စားချေမှုဖြစ်သည်ရုတ်တရက်ဘရိုင်ယန်သည်တစုံတဦးကိုနောက်ွယ်မှဖမ်းလိုက်ပြီးအရေးသေးသို့ဆွဲခေါ်သွားသည်နှင်းမြန်သောလှုပ်ရှားမှုတစ်ခုဖြင့်ဓာသည် လေပင်သို့ထိုးဆိုင်လိုက်သည်သွေးများမြေပြင်ပေါ်သို့အတန်မကြားရဘဲစီးကျလာသည် လေးလံသော ဖနက်တန်များကလူတအူးကိုတတိပေးသည်ယင်းသည်ရိတ်သိမ်းသားနှင့်ပြုလုပ်ထားသောပစ္စတိုကိုကင်ဆောင်ထားသောလူတအူးဖြစ်သည်သူသည်အမှောင်ထဲမှထွက်လာပြီးဘရိုင်ကိုရည်ရွယ်သည်သို့သောသူသည်တွေးရန်အချိန်မပေးပေသားကို တိကျစွာပြစ်လိုက်ပြီးထိုလူ၏လေဘင်းကိုထိမှန်လိုက်သည်လူရက်တမားသည်မြေပြင်ပေါ်သို့လဲကျသွားသည်အင်းအီလက်များကအင်းအီလေဘင်းကို ကုတ်ချစ်နေပြီးအင်းအီမျက်လုံးများကတဖြည်းဖြည်းမြင်းငင်းသွားသည် နောက်တစ်ယောက်ကအလွန်နှေးကွေးစွာ တုံ့ပြန်သည်ဘရိုင်ယန်သည်ဂျီအီပစ္စတိုကိုမမွေ့မီပင်သူ့ရှေ့သို့ရောက်နေပြီးပြင်းထန်သောတံတောင်စစ်ဖြင့်ထိုးလိုက်ရာထိုလူ၏ရင်ဘတ်ကိုထိမှန်ပြီးအသက်ရှူမောဝဖြစ်သွားသည်ဘရိုင်ယန်သည်အီအီကောင်းကိုလှည့်မြန်စွာလှည့်ပတ်လိုက်သည်တိတ်ဆိတ်စွာကြိုးပဲ့တန်ထွက်ပေါ်လာသည် ခန္ဓာကိုယ်နှစ်ခုသည်မှောင်မိုင်းမှုထဲတွင်လဲကျနေသည်တနက်တန်မရှိတတိပေးချအမရှိကြောင်းမွက်ဖွယ်တိတ်ဆိတ်မှုသာသို့သောထိုတိတ်ဆိတ်မှုသည် ကြာကြာမခံပြီးအဆောက်အဦထဲမှအော်ဟစ်တန်များထွက်ပေါ်လာသည်တယောက်ယောက်ကငရေရောက်လာပြီးဟု နောက်ဆုံးတွင်သတိပြုမိလိုက်သည်ကျူးကျော်သူတယောက်ရှိတယ်ဟုပင်မအခန်းမှလူရဲသမားတဦးကအော်ဟစ်လိုက်သည်ဘရိုင်ယန်သည် အသက်ပြင်းပြင်းရှူလိုက်သည် သူတို့နောက်ဆုံးတွင်သတိပြုမိသွားပြီးကောင်းပြီယခုသူသည် သူ၏အမဲလိုက်ခြင်းကိုတကယ်ပျော်ရွှင်နိုင်တော့မည်ကိုရောင်ဟောင်းကြီးတဲ့တွင်ကြောက်မက်ဖွယ်ရာအော်ဟစ်တန်များပြန့်လွင့်လာသည် ယခင်ကပေါပေါပပါရေမောနေသော လူရဲ့သမားများသည်ယခုသူတို့၏လက်နက်များပစ္စတိုများဓာတ်ရှည်များနှင့်လက်လုံတနက်များကိုစွဲကင်လိုက်ကြသည်ဤကဲ့သို့သောအခြေအနေမျိုးကိုရင်ဆိုင်ရန်သူတို့သည် လေ့ကျင့်မထားပေဘရိုင်ယန်သည်တားကောင်မဟုတ် သူသည်တားရဲဖြစ်သည် အရေးများထဲမှဘရိုင်ယန်သည်လေမြန်စွာလှုပ်ရှားလိုက်သည်စက္ကန့်ပိုင်းအတွင်းသူသည် သူတက်ပစ်ခဲ့သော လူရဲ့သမားတဦးထံမှ စ္စတိုကိုယူလိုက်သည်အင်းဤအလေးချိန်ကိုအကဲဖြတ်လိုက်ဤဈေးပေါ်တော်လဲခဏတာအတွက်လုံလောက်သည်ဂိုရောင်ဤနောက်ဖေးတကားကို အတင်းကျက်ဖွင့်လိုက်သည်လူငါးယောက်ပြေးထွက်လာပြီးလက်နက်များကင်ဆောင်ထားသည်တခြားသူတွေလည်းကြောက်လန့်နေကြတယ်ဟိုမှာပြစ်ပြစ်သူတို့သည်မျက်စိစုံမိတ်ပြစ်ခတ်မှုများစတင်လိုက်ကြသည်ကြီးစံများသည်တစ်သားနေရများနှင့်တန်တန်းများတို့ထိမှန်သည်သို့တော့ဘရိုင်ယန်သည် နေရာရွှေ့ပြောင်းပြီးသားဖြစ်သည်သူတို့မသိသောအရာတစ်ခုကိုသူသိသည်လျင်မြန်သောလှုပ်ရှားမှုတစ်ခုဖြင့်ဘရိုင်ယန်သည်ခင်းချုပ်ခလုတ်ကိုရိုက်လိုက်သည်ကိုယ်တော်တဝက်နီးပါးမှောက်မိုက်သွားသည်ဤလူရဲ့တမားများအတွက်နင်းသည်ငရဲဖြစ်တော်လဲဘရိုင်ယန်အတွက်မူနင်းသည်သူ၏အိမ်ဖြစ်သည်လူရဲ့တမားတဦးသည်ကြောက်လန့်တကြားသူ၏မျက်နာကိုလက်ဖြင့်ဖုံးအုပ်လိုက်သည်သူသည်အခန်းထောင်ရှိတစုံတဦးကိုမြင်လိုက်ရပြီးအင်းလက်နက်ကိုမြှောက်လိုက်သည်ထိုလူကို လူသားတိုင်းအဖြစ်အသုံးပြုရန်ရည်ရွယ်သည် အခြားကြောက်လန့်နေသော လူရဲ့သမားကအစနီကိုဆွဲလိုက်တော်လဲအီးကြည်စံသည် သူ၏ရဲဘော်၏ရင်ဘတ်ကို ထိုးဖောက်သွားသည်တခါချင်းတွင်ဘရိုင်ယန်သည် ထိုလူ၏တနက်ကိုယူလိုက်ပြီးကြည်စံနှစ်တောင်းကို အလင်းအမြန်ပစ်လိုက်သည်တတောင်းကရင်ဘတ်ကိုထိမှန်ပြီးတတောင်းကဦးခေါင်းကိုထိမှန်သည် သူတို့အော်ဟစ်ရန်ပင်အချိန်မရမီလဲကျသွားသည် ယခုအခါသူတို့ကြောက်လန့်နေကြပြီးအခန်းလေတွင်စုဝေးနေကြပြီးတယောက်နှင့်တယောက်ကြောချင်းကပ်နေကြသည်သူတို့ထဲမှတယောက်ကဒါလူမဟုတ်ဘူးဒါနဆိုးပဲဟု တိုးတိုးလေးပြောလိုက်သည်ဘရိုင်ယန်သည်အမှောင်ထဲမှ ထိုစကားကိုကြားလိုက်ရသည်သူသည်အေးဆက်စွာပြုံးလိုက်သည် ထို့နောက်သူထက်မှန်၍ရားခဲ့သည်ညသည်ရှည်လျားနေစေဖြစ်ပြီးပေးဆက်ရန် အသက်များစွာရှိနေသေးသည် ဂိုရာဟောင်းထဲတွင်ရန်နံသွေးနှံနှင့်ကြောက်ရွံ့မှုများပြည့်နှက်နေသည့်လူရဲသမားများ၏ခန္ဓာကိုယ်များကမြေပြင်ပေါ်တွင်ပြန့်ကျဲနေသည့်အချို့မှာတေလူမျိုးပါညဉ့်ညူတန်များထွက်နေကြပြီးအချို့မှာလုံးဝမလှုပ်ရှားတော့ပေဘရိုင်ယန်သည်အခန်းလယ်တွင်ရက်နေသည့်အီအီရင်ဘက်ကခင်းချုပ်ထားသောအသက်ရှူနှုံးဖြင့်အတက်ကြလုံနေသည်သို့သော တိုက်ပွဲမပြီးသေးပေမိန်ဖြော့သောအခန်း၏ထောင်တွင်တန်တကားတစ်ချက်ဖြင်းင်းစွာဖွင့်လာသည်တယောက်ကထွက်လာသည် ရီဇာမုံတိုင်းညအဖွဲ၏ခေါင်းဆောင်ခေါင်းပြောင်ပြတတူးများအပြည့်ပါသောကြီးမားသောကိုလုံးကိုယ်ရရှိသောလူကြီး၏မျက်လုံးများကပြက်ပြက်သားသားဖြစ်ပြီးသူ၏လက်ထဲတွင်တေဆုံးသွားသောအီးဤပဲ့များကဲ့သို့ကြောက်ရွံ့မှုမပြတာပေသူသည်လမ်းမိုက်အလင်းအောက်တွင်တောက်ပနေသောဓာရှိတစ်ချောင်းကိုကင်ဆောင်ထားသည် မင်းကလူတွေကိုဘာလို့တတ်တာလဲရီဇာကမေးလိုက်သည်နင်းဤအတန်ကအေးဆက်ပြီး ပြက်သားသည်ငါစီကဘာလို့ကျင်တာလဲ ငါကမင်းကိုဆက်ဆံခဲ့တာမဟုတ်ဘူးငါဘာမှမသိဘူးမင်းဘသူလဲဘရိုင်ကမဖြေခဲ့ပေသူဒီအီတိုက်ခိုက်ရေးသားကိုမြှောက်လိုက်ုံသာဒင်းဤအကြီးကပြက်ပြက်သားသားဖြစ်နေသည်မင်းရင်တေးရမယ်သူဒီအရေးတစ်ခုကဲ့သို့ရှေ့သို့လှုပ်ရှားသွားခဲ့သည်ဤလက်ထဲရှိဓာသည် ရီဇာဤလေပင်သို့ရွှေရှားသွားသည်သို့သောရီဇာသည် ယိုယိုမှုရဲ့တမာမဟုတ်ပေသူသည်တေဒီအထိတိုက်ခိုက်ခြင်းကိုအကျဉ်ဖြစ်နေပြီးသားဖြစ်သည်အီအီဒါရှေကထိုတိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ပိတ်ဆို့လိုက်ပြီးတန်နှင့်တန်ထီမီတန်ကဂိုးတောင်ထဲတွင်ပဲ့တင်ထက်သွားသည်ရီဇာသည်ဘရိုင်ယန်ဤဦးခေါင်းကိုကြမ်းကြမ်းတမ်းတမ်းလွှဲပစ်လိုက်သည်သို့သောဘရိုင်ယန်သည်လီမြန်စွာရှောင်းတိန်လိုက်ပြီးရီဇာဤဝမ်းပိုက်ကိုပြင်းပြင်းထန်ထန်ကန်လိုက် ဒီရီဇာနောက်တော့ရိုင်လဲသွားတော့လဲမလဲကြခဲ့ပေထိုစားသူက ရေလိုက်သည်ဟာမင်းကတော်တော်တမာတာပဲဟု သူက တိုးတိုးလေးပြောလိုက်သည်ဒါပေမဲ့မလုံလောက်ဘူးရုတ်တရက်ရီဇာသည်ထိုကြီးမားသောကိုလုံးကိုယ်ရဲ့အတွက်မမျော်လင့်ပဲအံ့အားသင့်ပွဲအမြန်နှုံးဖြင့်တိုက်ခိုက်လာသည်ဒီဤဓာရှည်သည်ဘရိုင်ယန်ဤလေဘင်းကို ထိခိုက်နီးဖြစ်ခဲ့တော်လဲသူသည် ကုန်းလိုက်သည်ဘရိုင်ယန်သည် ရီဇာဤဝမ်ပိုက်ကိုထိုးရန်စူးစားခဲ့တော်လဲထိုလူကအင်းဤတတောင်စစ်ဖြင့်ထိုတိုက်ခိုက်မှုကိုပိတ်ဆို့လိုက်သည်သူကပြီးပြီလားဟုတယောစွာပြောလိုက်သည်ဘရိုင်ယန်သည်အသက်ပြင်းပြင်းရှူပြီးကိုကိုကိုငြိမ်သက်စေသည်ဤတိုက်ပွဲကိုယခုပြီးဆုံးရမည်ရီဇာထက်မှန်တိုက်ခိုက်လာသောအခါဘရိုင်ယန်သည် မရှောင်တိန်တော့ပေထိုအစားသူသည်တိုက်ခိုက်မှုကို စီးကြိုလိုက်သည်ဓားရှည်ကသူ့စီတို့လာတော်လဲ ရိုင်ယန်သည်ရီဇာဤလက်ကောက်ဝတ်ကိုလက်နှစ်ဖက်ဖြင့်ဖမ်းလိုက်သည်အပြေဝအားဖြင့်သူသည်ရီဇာဤလက်ကိုအလွန်ကြောက်မက်ဖွယ်ကောင်းသောကျိုးပဲ့တံထွက်ပေါ်သည့်အထိလိန်လိုက်သည်ရီဇာနာကျင်မှုဖြင့်အော်ဟစ်လိုက်သည်နီးဤဓာရှေပြုတ်ကျသွားသည်ရိုင်ယန်သည် ထိုခွင့်အရေးကိုလက်လုံးမခံခဲ့ပေလှည်မြန်သောလှုပ်ရှားမှုတစ်ခုဖြင့် Brian သည်ညီအစ်ဓာကိုရီဇာဤရင်ဘတ်သို့နှဆိုင်စွာ ထိုးဆိုင်လိုက်သည်ညီအစ်ခန္ဓာကိုယ်ကတုံရင်လာသည် ဤဤမျိုးလုံးများကလစ်လက်နေပြီးဤဤဒူးထောက်မကြမီမြေပြင်ပေါ်သို့ပြုတ်ကျသွားသည်ကိုရောင်ထဲတွင်တိတ်ဆိတ်သွားသည်ဘရိုင်ယန်ဤလက်စားချေမှုပြီးဆုံးသွားခဲ့သည်သို့သောယခုမေကွန်းကသူပါကြံတော့မလဲကိုရောင်ဟောင်းသည် ယခုတိတ်ဆိတ်နေသည်ပြန့်ကျဲနေသောအလောင်းများကွန်ကရစ်ကျန်းပြင်ပေါ်စိတ်ဝင်နေသော သွေးများနှင့်ဘရိုင်ယန်သာအလဲတွင်ရက်နေသည်ဤဤအသက်ရှူနှုန်းလေးလံနေသည်ဤဤလက်မောင်းများတွင် သွေးများဆွန်းထင်းနေပြီး အချို့မှာသူကိုယ်ပိုင်သွေးဖြစ်ပြီးအချို့မှာသူတက်ပစ်ခဲ့သောသူများဤသွေးဖြစ်သည်ဤဤလက်စားချေမှုပြီးဆုံးသွားခဲ့ပြီးအာမန်အတွက်လက်စားချေခဲ့ပြီးပြီးသို့သောဘရိုင်ယန်မတွေးမီပင်အပြင်ဘက်မှ သူမကြားကျင်ဆုံးသောအတန်ထွက်ပေါ်လာသည်ရဲကားအချက်ပြမီများအနီရောင်နှင့်အပြာရောင်မိများသည်မြိုင်းမောင်မိုင်းမှုတွေတွင်လဲပတ်နေသည်ရဲကားများစွာသည် ကိုယ်တော်ရှိတွင်ရက်တန့်သွားကြသည်ညီတို့သည်ကျန်တန်းသော ကတ္တရာဈေးပေါ်တွင်အတန်ကျဲကျဲဖြင့်ဘရိတ်အုပ်လိုက်ကြသည်ဘရိုင်ယန်ကအံ့ဩသွားသည်ဘာလို့သူတို့ဒီလောက်မြင်မြန်ရောက်လာတာလဲကားများထဲမှ တစည်းထဲမှလူတအူးဆင်းလာသည် အရာရှိကြီးတအူးလင်းဤမျက်နာကခတ်ထန်နေသည်အတွေ့အကြုံများစွာရှိပြီးအင်းဤမျက်လုံးများကဘရိုင်ယန်ကိုဖျက်ခတ်သောအမူအရာဖြင့်တိုင်းရိုက်စိုက်ကြည့်နေသည် ဘရိုင်ယန်သည် ထိုလူကိုမှတ်မိသည့်ကော်မရှင်နာဟန်ဒရာမြဘုရောရှိအကြီးတန်းရဲ့အရာရှိများထဲမှတူဟန်ဒရာနီးကပ်လာသည့်ဤဤလက်များကိုဘောင်းပီအိတ်ကပ်ထဲသို့ထည့်ထားသည့်အခြားရဲများကနောက်တွင်ရှိနေသည့်ညီသူမြချက်ချင်းလက်နက်မထုတ်ကြပေညီသူမြလက်မြောက်ခု အော်ဟစ်ချင်းမရှိပေတစုံတရာထူးဆန်းနေသည့်ဟန်ဒရာသည်ဘရိုင်ယန်ဤရှိတွင် မီတာအနည်းငယ်အကွာတွင်ရက်တန့်လိုက်သည့် ပဝန်းကျင်ရှိအလောင်းများကိုကြည်လိုက်သည်သွေးများကိုကြည်လိုက်သည်တေဆုံးနေပြီဖြစ်သောရီဇာဤလက်ထဲတွင်ကျနေသောဓာရှည်ကိုကြည်လိုက်သည်ထို့နောက်သူသည်ဘရိုင်ယန်ဤမျက်လုံးများကိုဓာရိုက်ဆိုင်ကြည့်ပြီးပါပြေနွမ်းနွမ်းလေးပြုံးလိုက်သည် ကောင်းပြီမင်းငါတို့အလုပ်ကိုအရန်ကောင်းကောင်းလုပ်ပေးခဲ့တယ်ဘရိုင်ယန်ဤမျက်လုံးများကမယုံသင်တာဖြစ်နေသည် မုံတိုင်းညအဖွဲ မင်းတို့အဲ့ဒါကိုသိနေခဲ့တာလားဟန်ဒရာက မင်းမျက်နှာတွင်အပြုံးတစ်ခုပေါ်လာသည်ဘရိုင်ယန်ဒီနေ့ညအထိဘသူမှသူတို့ကိုဖယ်ရှားဖို့တတိမရှိခဲ့ဘူးဘရိုင်ယန်ကတီးလိုက်သည်ရဲများကတိနေခဲ့သည် သူတို့တိနေခဲ့သည်ကိုသူတို့လစ်လူရှူထားခဲ့ကြသည် သူတို့ဘရိုင်ယန်ကို သူတို့အတွက်အလုံးလုံးပေးရန်အသုံးပြုခဲ့ကြသည်မင်းတီညလွတ်လွတ်လပ်လပ်သွားနိုင်တယ်ဘသူမှဘာမှမမြင်ဘူးဘသူမှဘာမှမကြားဘူးမုံတိုင်းညအဖွဲ့ သူတို့ကပျောက်ကွယ်သွားပြီးမြိုင်းမှောင်မိုက်မှုထဲတွင်ပျောက်ကွယ်သွားပြီးဘရိုင်ယန်တိတ်ဆိတ်နေသည့်ဤဤစိတ်ထဲတွင် အတွေးများလှည့်မြန်စွာလဲပတ်နေသည့်ဟန်ဒရာနီးကပ်လာပြီးဤဤအတန်ကပို၍တိုးတိုးလေးဖြစ်လာသည်ယခုမင်းငါတို့အပေါ်ကျေးဇူးတင်စရာရှိတယ်ဘရိုင်ယန်ဘရိုင်ယန်သည်ကော်မရှင်နာဟန်ဒရာ၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည် ထိုနေရာတွင် သူသည်မြည်သည့်လူရဲ့တမားထက်မဆိုပို၍အနည်းရရှိသောအရာတခုကိုမြင်လိုက်ရသည်စီမံကိန်းတခုသူသည်ဤကိန်းမပြီးသေးကြောင်းသတိပြုမိလိုက်သည်ညသည်ပို၍နှက်ဆိုင်လာသည်လေကလေးလံနေပြီးလက်ဆက်သောသွေးနှံကိုတဲဆောင်လာသည် ဘရိုင်ယန်သည်ယခုတိတ်ဆိတ်နေသောကိုရောင်အလဲတွင်ငိန်သက်စွာရက်နေသည့်ရဲကားများ၏မိတုံမိတုံမီးအောင်များကသာအလင်းပေးနေသည့်ဤခန္ဓာကိုယ်တွင်သွေးများဆွန့်ထင်းနေသည့်သို့သောရန်သူများ၏သွေးသာမကသူကိုယ်တိုင်၏သွေးချို့လဲပါဝင်သည့်ကော်မရှင်နာဟန်ဒရာကပပြင်းနွမ်းနွမ်းလေးပြုံးလိုက်ပြီးဤလက်ထဲတွင်မမြင်နိုင်သောလက်နက်တစ်ခုကိုကင်ဆောင်ထားသည့်မင်းပြန်သွားတော့ဟန်ဒရာကတိုးတိုးလေးပြောလိုက်သောစကားကို တတိပေးလိုက်သည်မမေ့နဲ့မင်းငါတို့ကိုကျေးဇူးတင်စရာရှိတယ်။ဘရိုင်ယန်သည်အင်းဦးကောင်းကို ဖြေလိုက်သည်ညီစိတ်ထဲတွင် အတွေးများပြည့်နေနေသည် သူသည်ဤနေရာသို့ရောက်လာခဲ့ခြင်းမှာအင်းဤအကိုအတွက်လက်စားချေရန်ရည်ရွယ်ချက်တစ်ခုရဲဖြင့်ဖြစ်သည် သူလုတ်ခဲ့ပြီးပြီးသို့သောယခုသူသည်အမှန်တရားကိုတီးလိုက်ရသည်ရဲများက သူ့ကိုဖမ်းဆီးရန်မလာခဲ့ကြပေသူတို့သည်ဤအရာဖြစ်ပျက်အောင်ခွင့်ပြုခဲ့ကြသည် သူတို့သည်ဤအရာဖြစ်ပျက်အောင်လိုချင်ခဲ့ကြသည်အင်းတို့သည်အင်းတို့၏ရန်သူများကိုဖယ်ရှားရန်အာမန်၏လက်စားချေမှုကိုအသုံးပြုခဲ့ကြသည်ရဲများသည်စတင်လှုပ်ရှားလာသည် ရာယန်ကိုဖန်းစီရန်မဟုတ်တက်တေထောက်ထားများတင်းစီရန်မဟုတ်တို့သောဤနေရာကို ရှင်းလင်းရန်အတွက် သူတို့သည်အလောင်းများကိုအမှိုက်များကဲ့သို့ပင်ပုံမှန်အမူအရာဖြင့်ကောက်ယူနေကြသည့်အလုံးကိုဖယ်ရှားရတော့မည်တဲလွန်စာအလုံးကို ဖြည့်စည်ပစ်လိမ့်မည်ဤအရာအလုံးကိုဥပဒေမှတ်တမ်းများမှဖြည့်ပစ်လိမ့်မည်မုံတိုင်းညအဖွဲမရှိခဲ့တဲ့ကဲ့သို့ပင် Brian သည်ဂိုးတောင်ဤမှောင်မိုက်သောစင်ကြံကိုဖြဲ့၍အေးဆက်သောညလေထဲသို့ထွက်လာခဲ့သည်။ဤဤခြေလမ်းများကတည်ငြိမ်သည့်အလျင်မြန်မဟုတ် မတွန့်ဆုတ်ပေသူသည် အစကတည်းကဆုံးဖြတ်ထားခဲ့ပြီးပြီးယင်းသည်တရားမျှတမှုကိုရှာဖွေခြင်းမဟုတ်ယင်းသည်လက်စားချေခြင်းဖြစ်သည်။ယခုထိုလက်စားချေမှုပြီးဆုံးသွားခဲ့ပြီးသူပေါ်ပါသည်ဟုခံစားရပါသလား။ ်ဤခေါင်းကမိငိနေသောညကောင်းကင်ကိုကြည်ရင်ခါရမ်းနေသည်ဤဤလက်များရှိသွေးများကိုဘယ်တော့မှဆေးကြော၍မရနိုင်ပေသူလုတ်ခဲ့သည်။သူဤအစိတ်ပိုင်းတစ်ခုအဖြစ်အမြဲတမ်းရှိနေလိမ့်မည်။ယခုလင်းဤဖုံးသည်ဤဤပေါင်းပြီးအိတ်ကပ်ထဲတွင် တုံရင်နေသည် သူလစ်လူရှုလိုက်သည်ဘသူသူ့ကိုခေါ်နေလဲဆိုတာသူသိသည် သူသည်ဤညတွင်အဆုံးစွန်ထိရောက်သွားပြီဖြစ်ကြောင်းသူသည်သည်တစုံတရာကသူ့ကိုထိန်းချုပ်ရန်အသုံးပြုနိုင်မည့်အရာတစ်ခု Brian သည်ညာ၏အရေးများသည်သို့ပျောက်ွယ်သွားခဲ့သည်လစ်လက်နေသောလမ်းမော့ဘော်တွင်ရည်ရွယ်ချက်မရှိဘဲရှောက်သွားခဲ့သည်သူသည်လက်စားချေလိုစိတ်ပြင်းပြသော လူတအူးအဖြစ်ဤနေရာသို့ရောက်လာခဲ့သည်သူသည်အခြားတစုံတရာအဖြစ်ထွက်သွားခဲ့သည်ပို၍မှောင်မိုက်သောအရာတစ်ခုပြန်လှည့်၍မရနိုင်သောအရာတစ်ခု